ငိုနေတဲ့ဝိုင်းစုမဟုတ်တော့ဘူးသစ္စာမဲ့သူတွေကိုပညာသားပပတုတ်ပြန်လိုက်ပြီပရိသတ်ကြီးအရာရာမလိုက်ဖက်ညီတက်သူဆိုတဲ့စကားတခွန်းကတချင်းနမယ်တခုတသက်ပဲလောင်းဒါမှမဟုတ်ကန်တရားကပဲသူ့ကိုရက်ဆက်လွန်းလာလောင်းဝိုင်းစုခိုင်သိန်းဒီနမယ်ကိုကြားလိုက်တာနဲ့ပရိသတ်တီရဲ့မျက်လုံးထဲမှာချစ်စရာကောင်းတဲ့မျက်နှာလေး ကိုပိုင်ဟန်ကိုပိုင်တချင်းတွင်နဲ့ဖန်ဆာထားနိုင်တဲ့အစိုးရမလေးတယောက်ဖြစ်တန်းပြီးတော့မြင်အောင်မိကြမှာပါ။အနွေပညာလောကတွေကိုဆိုက်ရောက်ခရေကဒီနေ့ဒီချိန်ထိပိတ်သက်အပိမှုရော့မသွားပဲတနိုင်ငံလုံးကဝိုင်းဝန်းချစ်ခင်ခဲ့ကြတဲ့မင်းသမီးလေးပေါ်ရှိန်။ဒါပေမဲ့ကန်ဆိုးရာကပိတ်သက်တန်းပေါင်းများစွာရဲ့အချစ်ကိုရရှိထားတဲ့ဝိုင်းစုကသူမရဲ့ကိုပိုင်အချစ်ရေးမှာတော့ကန်ခေလွန်းသူတယောက်ဖြစ်နေခဲ့တာပါ။ဝိုင်းစုရဲ့အချစ်ရေးသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်သူဟာဘယ်တော့မှဟန်ဆောင်ပြီးမချစ်တတ်ခဲ့တဲ့သူပါ။ချစ်သူဖြစ်ပြီးဆိုရတဲ့တဖက်သားအပေါ်ကိုပုံအောပြီးယုံကြည်ကအရာရာကို ပေးဆက်ချစ်တတ်တဲ့မိန်းကလေးမျိုးပါဒါပေမဲ့သူမပြန်ရလိုက်တာတွေကဘာတွေလဲ ပရဒတ်တီအမှတ်တရရှိကြအောင်ပဲထင်ပါတယ်။မင်းသားချောဟဲဝင်ရန်နဲ့ချစ်ကျိုးတွေခဲ့စဉ်တုန်းကမိဘချင်းသဘောမတူညီမှုတွေမိသားစုကြားကပြိပခါတွေကြောင့်ဒီအချစ်ခီလန်လေးကစုခင်းလန်ဖြစ်ခဲ့ရပါတယ်။ဟဲဝင်ရန်ရဲ့ဖခင်ဖြစ်သူနဲ့ပြဿနာတွေတက်ခဲ့တော့ကဆွရင်လေဝိုင်းစုခိုင်တဲ့ကမင်းကလေးတယောက်အနေနဲ့မီဒီယာတွေရဲ့ဝေဖန်မှုတန်ကိုရင်ဆိုင်ပြီးစိတ်ဖြည့်ရှင်းခဲ့ရတာပါ။ဒါတွေမကသေးပါဘူး။ခင်မွန်းတဲ့ကိုအုပ်ကကျော်နဲ့လက်ထက်ခဲ့တဲ့အချိန်တုန်းကလည်းအိမ်ထောင်သက်တမ်းကမကြလိုက်ဘူးရှင်။လမ်းခွဲလိုက်ရတဲ့အချိန်မှခင်မွန်းတဲ့ဘက်ကနေနစ်နာမှာဆိုလို့ဆိုကတိုက်တူ ူဤငွေတွေအများကြီးပေးလိုက်ပြီးမှလမ်းခွဲခဲ့ရဆိုတဲ့သတင်းတွေကလည်းဒေသတွေချားထဲမှာပြောစမှတ်ပြုခဲ့ရပူပါတယ်။နောက်ဆုံးမှာတော့ဘရိုကာကြီးအောင်လာနဲ့အိမ်တောင်ပြုခဲ့ပြန်တော့လေဝိုင်းဆွတီးအောင်စိတ်ထောင်းကိုကြီးဖြစ်ခဲ့ရပြန်တာပေါ့။ကြည်ပါအောင်တော့ပြိသက်တို့ရဲ့အချစ်ကြီးသူတစ္ဆာရှိသူဖြစ်ပေမဲ့သူမပြန်ရလိုက်တာကတော့စိတ်ထံရရီနဲ့မျက်ရည်တွေ့ပါပဲ။ ဒါပေမဲ့ပြည်သက်တို့ရှင်ဒီတခေါက်မှာတော့ဝိုင်းစုကအရင်လိုတောင်းကပ်ပြီးငိုနေမဲ့မိန်းကလေးမဟုတ်တော့ပါဘူး။နာချေမှုတွေကနေသင်္ကန်းစာယူပြီးပြာပုံထဲကယုံထွက်လာတဲ့ Phoenix ငှက်လေးတကောင်လို့သူမကပြောင်းလဲသွားခဲ့တာပေါ့။မကြသေးခင်ကပြုတ်လောက်ခဲ့တဲ့ပြန်ပွဲတစ်ခုမှာဆိုရင်ဝိုင်းစုခိုင်တဲ့ကစင်ပေါ်ကနေပြည်သက်တွေကိုတချင်းဆိုဖျော့ပြရင်းနဲ့သူမယင်ထဲကအစ်စ်မှန်ဆုံးစကားတစ်ခုကိုအားရပါရပြောချလိုက်ပါတယ်။ဒီစကားကရိုးရိုးလေးလို့ထင်ရပေမဲ့အတိပယ်ကတော့ပင်လေပြင်လို့နှက်ဆိုင်လို့နေရှင်။သူမပြောလိုက်တာကတော့ အချစ်ရဲမှာကိုကသာတကယ်ပုံအောင်ပြီးချစ်ခဲ့မယ်တစ္ဆာရှိခဲ့မယ်ဆိုရင်ကိုကိုတစ္ဆာဖောက်ပြီးထားတော့တဲ့သူတွေကသာရှုံးနေသူတွေဖြစ်တယ်။ဘာလို့လဲဆိုတော့သူတို့ကကိုလိုတကယ်ချစ်တဲ့သူကိုဆုံးရှုံးလိုက်ရတာဖြစ်ပြီးကိုဘက်ကတော့ဘာမှမှားယွင်းတာမရှိခဲ့တဲ့အတွက်အနေသာကြီးပဲဆိုတဲ့စကားပါပဲ။ဟုတ်ပါတယ်။ဒါဟာတစ်ချိန်လုံးခံခဲ့ရတဲ့သူတစ်ချိန်လုံးပေးဆက်ခဲ့ရတဲ့သူတယောက်ရဲ့ရင်ဖွင့်တန်လို့ဆုံးနိုင်သလိုကိုရဲ့တန်ဖိုးကိုကိုနားလဲတဲ့အမျိုးသမီးတယောက်ရဲ့ချင်းသစ်ဟိန်တန်လို့လည်းဆုံးနိုင်ပါတယ်။ကိုကအစစ်မှန်ချစ်ခဲ့တာဖြစ်လို့ကိုကိုထားတော့တဲ့သူတွေက ာတာနောင်တရကြံခဲ့ရမှာကိုကတော့လိပ်ပြာတန်တန်နဲ့အေးဆေးဆေးပဲဆိုရဲပုံစံလေးနဲ့ပရိသတ်တွေကိုပါအပြေစကားပြောသွားခဲ့ပါတယ်ဒီစကားကြောင့်ပဲပရိသတ်တွေနဲ့အွန်လိုင်းသုံးဆဲသူတွေကြားထဲမှာထင်ချေးရမျိုးမျိုးပေးနေကြပါပြီ ဝိုင်းစုပြလိုက်တာကမင်္ဂလာဆောင်သွားတဲ့ဟဲဝင်ရံကိုရည်ရွယ်ပြီးပြောလိုက်တာလားဒါမှမဟုတ်မကြသေးခင်ကမှလန့်ခွဲခဲ့ရတယ်သူမကိုစိတ်ဆင်းရဲစေခဲ့တဲ့အောင်လာကိုပြောချင်တာလားဝေဖန်သုံးသပ်မှုတွေမြင့်တက်နေပေမဲ့တေချာတာတစ်ခုကတော့ဝိုင်းစုခံတဲ့ဟာအတိတ်ကနာကျင်စရာတွေကိုသင်ခန်းစာယူပြီးပုံမိုတန်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပြီးဆိုရပါပဲ ကျမအမြဲပြောသလိုပဲနော်အချစ်စစ်နဲ့ချစ်တဲ့သူတွေကဘယ်တော့မှမရှုံးပါဘူးအချစ်စစ်ကိုတန်ဖိုးမထားပဲကြောခိုင်းသွားတဲ့သူတွေကသာတန်ဖိုးရှိတဲ့အရာကိုဆုံးရှုံးလိုက်ရသူတွေဖြစ်ပါတယ်ပရိသတ်တို့ရောဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်မိပါသလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ